ဒီမြန်မာမှုလက်ရာတွေအပြည့်နဲ့ចောင်းကြီးဟာမြန်မာနိုင်ငံမှာမဟုတ်ပဲထိုင်းနိုင်ငံလမ်ပန်မြို့မှာတည်ရှိနေတာပါကျွန်တော်လမ်ပန်မြို့ကိုရောက်တော့ဒီចောင်းကြီးကိုမြင်ပြီးဘာကြောင့်မြန်မာစာတွေမြန်မာမှုတွေအပြည့်နဲ့ဒီចောင်းကြီးဟာဘာလို့ဒီနေရာမှာရှိရလဲဆိုတော့အတွေးတွေတန်တရားတွေဝင်လာလို့တမိုင်းចောင်းကိုလိုက်ရှာကြည့်ပြီးတော့စိတ်ဝင်စားစရာတွေအများကြီးတွေ့လဲရပါတယ်ထိုင်းနိုင်ငံရဲ့ရှီဟောင်စီးရင်ဝင်ခဲ့ပြီးထိုင်းတနိုင်ငံလုံးရဲ့အကြီးဆုံးမြန်မာဘုန်းကြီးကျောင်းဖြစ်တဲ့ ဘတ်စီချုံအကြောင်းကိုကျွန်တော်နဲ့အတူတွားရောက်လေ့လာကြည့်အောင်လားခင်ဗျာ။ ိုင်းနိုင်ငံမြောက်ပိုင်းလမ်းနာဒေသများဖြစ်ကြတဲ့ချင်းမိုင်၊လမ်ပန်း၊လမ်ဖူး၊ဖဲစတဲ့ဒေသတွေဟာထိုင်းနိုင်ငံထဲကမြမအနုတုခုမလက်ရာတွေအများဆုံးတွေ့ရတဲ့ဒေသတွေဖြစ်ပါတယ်။ AD 16ကနေ18ရာစုအချိန်များကတည်းကထိုလမ်းနာဒေသတွေမှာပကံအနုပညာလက်ရာတွေကူးလူရောရှက်နေပြီးရောက်ရှိနေပြီဖြစ်တယ်လို့ပညာရှင်တွေကဆိုကြပါတယ်။လမ်းနာဒေသဟာအဲ့ဒီအချိန်ခါကတည်းကပကံရဲ့လက်အောက်ခံဒေသအဖြစ်ရောက်ရှိခဲ့မှုတဲ့အပြင် အင်းဝခေတောင်ဝခေစတဲ့ KSS များတိုင်အောင်မြန်မာဘရင်များရဲ့အာဏာတည်ရောက်မှုရှိခဲ့တဲ့ဒေသများဖြစ်တဲ့အတွက်ရင်းချင်းမှုအမှုပညာလက်ရာတွေဟာလည်းအဲ့ဒီခေအဲ့ဒီအချိန်ကာလများကလေးကကုလူရောရှက်နေခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ကိုလိုနီခေအချိန်ဟာထိုင်းနိုင်ငံရဲ့ယာမ၅ဘရင်လက်ထက်အချိန်ကာလဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ကိုလိုနီခေအချိန်ကာလများမှာထိုင်းနိုင်ငံမြောက်ပိုင်းလမ်းနာဒေသများဖြစ်ကြတဲ့ချင်းမိုင်လမ်ပန်းလမ်ဖူဖဲ့ မဲဟောင်းဆောင်စတဲ့ဒေတာတွေမှာ အင်္ဂလိပ်တွေရဲ့တစ်ထုတ်လုပ်ရေးကုမ္ပဏီအသီးသီးဟာနေရာယူလို့လာကြပါတယ်။အဲ့ဒီဒေတာတွေဟာတစ်တော်ပေါ်တဲ့ဒေတာတွေဖြစ်တဲ့အပြင်ကိုတန်လင်းမြေကျောင်းနဲ့အလင်းအသစ်နဲ့ဒေတာတွေဖြစ်တာကြောင့်တန်လင်းမြေကျောင်းတစ်ချောင်းတစ်တွေမျောပြီးမုဒ္ဓမာကိုတစ်တွေပို့ဆောင်ရတာအဆင်ပြေတာကြောင့်အဲ့ဒီဒေတာတွေဟာအင်္ဂလိပ်တို့ရဲ့တစ်ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့အဓိကကျက်စားရနေရာတွေဖြစ်ခဲ့ပါတယ်။အဲ့ဒီတစ်ထုတ်လုပ်မှုတွေမှာအတက်မွေးဝမ်းကြောင်းအလုပ်လုပ်ကင်မှုအတွက်မြန်မာ မွန်၊ရှမ်းနဲ့တောင်စုဆိုတဲ့လူမျိုးတွေဟာပြောင်းရွှေ့နေထိုင်လို့လာခဲ့ကြပါတယ်။လမ်ပန်မြို့မှာတည်ရှိတဲ့ဝက်စီကျုံဆိုတဲ့မြမပိတုကလက်ရာတွေပြည့်နှံ့နေတဲ့ဒီဘုံရင်ကျောင်းကတော့လမ်ပန်ခရိုင်၊လမ်ပန်မြို့၊ဆိုဝါတော့ရက်ကွက်၊စီကျုံမုံစုထိပ်ပွန်လမ်းပေါ်မှာတည်ရှိပါတယ်။လမ်ပန်လေးစိတ်ကသွားတဲ့လမ်းမကြီးအနီးမှာဖြစ်ပြီးတော့ Central လမ်ပန်နဲ့အဝေးပြေးကားကိနဲ့လမ်ပန်ပူတာတို့နဲ့လည်းမလန်းလှတဲ့နေရာဖြစ်ပါလေ။ ဟိုးယခင်ဒီចောင်းကြီးမဆောက်လုပ်ခင်ကဒီနေရာဟာဘုံကြီးចောင်းမဲ့ဖြစ်ပါလေဒါပေမဲ့ဘုံကြီးចောင်းဟာဇေယျတော့သာရှိပြီးရေမရှိဈေးတွေမရှိညောင်မင်းကြီးတွေသာရှိတဲ့နေရာကြီးတစ်ခုဖြစ်ပါတယ်မြန်မာတက္ကရာ1253ခုနှစ်ခရစ်တက္ကရာ1892ထိုင်းဗုဒ္ဓတက္ကရာ2435ခုနှစ်ထိုင်းနိုင်ငံရာမဘရင်9လက်ထက်မြန်မာနိုင်ငံကိုလိုနီခေတ်အချိန်မှာចောင်းတကာကြီးဥယျာဉ် ဖခင်ဦးမောင်ကြီးဤရင်ပေါ့မှုကကျောင်းဆောက်ခွေတောင်းခဲ့ပြီးမြမပြီးသူကလက်ရအပြည့်နဲ့တက်သားကျောင်းတော်ကြီးကို ဆောက်လို့လူတန်းခဲ့ကြပါလေ။ကျောင်းရဲ့အမည်ကိုတော့ဒေတာကန်တွေရွာသူရသားတွေကဝတ်စီချုံးလို့သတ်မှတ်ခဲ့ကြပါလေ။ what ဆိုတာကတော့ကျောင်းဖြစ်ပြီးတော့ c 3ဆိုတာကတော့လန်နာပါတာစကားအရ ညောင်ပင်ဖြစ်ပြီးတော့ချိုးဆိုတာကတော့ဝိုင်းရံခြင်းကာယံခြင်းလို့အဓိပ္ပာယ်ရပါတယ်။မြန်မာလူမျိုးတွေကတော့အဲ့ဒီအကြောင်းတော်ကြီးကိုရွာဝိုင်းအကြောင်းကြီးဆိုပြီးခေါ်ဆိုကြပါတယ်။မြန်မာတက္ကရာ1282ခု ခရစ်တက္ကရာ1921ထိုင်းဗုဒ္ဓတက္ကရာ 2464ခုနှစ်မှာမူလတစ်သားចောင်းဆောင်ကြီးကနေတစ်သားတဝက်ဥတဝက်နဲ့ပြင်အောင်ចောင်းကြီးဟန်ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ကြပါတယ်။ ကျောင်းဝင်းထဲမှာရှိတဲ့တိမ်တော်ကြီးကိုတော့မြန်မာတက္ကရာ1263ခုနှစ်ခရစ်တက္ကရာ1902ခုနှစ်ထိုင်းဗုဒ္ဓတက္ကရာ2445ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ကြပါတယ်။တိမ်တော်ကြီးဆောက်လုပ်ပြီးစီးချိန်မြန်မာတက္ကရာ1263ခုနှစ်ပြာသူလဆုပ်၄ရက်နေ့1902ခုနှစ်ဖေဖော်ဝါရီလ၄ရက်နေ့နနက်၁၇နာရီအချိန်မှာတော့ မြန်မာနိုင်ငံမှတန်ဃာတော်၁၀ပါးကိုပင့်ဆောင်ခဲ့ပြီးတိမ်တမှုမှုများပြုလုပ်ခဲ့ကြပါတယ်။ ိန်တော်ထဲမှာပူဇော်မဲ့စင်တုတော်ကိုလည်းမန္တလေးမှာထွင်းထုပူဇော်ပြီးပင့်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။တိန်တော်ကြီးဆောက်လို့ရမှာဥရွှေအောင်ကဥဆောင်ခဲ့ပြီးဥရွှေအောင်နဲ့အတူစုပေါင်းကောင်းမှု ပြုခဲ့ကြတဲ့ဖရဲတိုင်ကဒိုင်ကာမာများကတော့ဥမောင်မခန်းစုဥရွှေရင်မခန်းမှုဥဖိုးခင်ဒေါ်အောဥရွှေပြည်ဒေါ်ထားနဲ့ဥရွှေရောင်ဒေါ်ຫນွေတို့ဖြစ်ကြပါတယ်။ ဥတ္တဝတစ်သားတဝက်နဲ့ဆောက်လုပ်ခဲ့တဲ့တိန်တော်ကြီးဟာမြမပိတုကအနုစိတ်လက်ရာတွေနဲ့အပြည့်လှပချက်တည်ရှိလို့နေလာပါဗျ။ တက္ကရာ1330ခုဖျားတက်ကမောင်ဆန်လင်းကောင်းမှုဆိုတဲ့စလုံးကြီးနဲ့မြမဟန်မကြတကြចောင်းဝင်းနဲ့ကဇေဒီတော်ကြီးကိုတော့မြမတက္ကရာ1330ခုနဲ့ခရစ်တက္ကရာ1948ခုနဲ့ထိုင်းဗုဒ္ဓတက္ကရာ2492ခုနဲ့မှာတည်ထားခဲ့ကြပါတယ် ဖျားတည်ခဲ့တဲ့ဒဂါကတော့ဥဆန်လင်းဖြစ်ပြီးမြမဟန်စီဒီကို လန်းနာဟန်နဲ့ပေါင်းဆက်ကတည်ထားခဲ့တယ်လို့သိရှိရပါတယ်။ရင်နာပွဲရာကောင်းလာတဲ့ဖြစ်ရတစ်ခုကတော့မူလအကြောင်းတော်ဟောင်းကြီးဟာနှစ်ပေါင်း100ပြည့်တဲ့အချိန်ဖြစ်တဲ့ထိုင်းသက္ကရ1535ခုနှစ်18ရက်တလ1992ခုနှစ်မှာမိဘေးတင်ခဲ့ရပါတယ်။မြမမှုလက်ရာတွေအကုန်နှီးပါမိဘေးတင်ခဲ့တော်လဲ။ ကြံရှိနေခဲ့တဲ့တချို့တဝက်နဲ့ရခင်မူလလက်ရာနဲ့ထတ်တူနေပါအတိုင်းပြန်လဲပြုပြင်တိဆောက်ခဲ့ကြတာဖြစ်ပါတယ်။မြန်မာမူလလက်ရာတွေအပြည့်နဲ့နှစ်ပေါင်း၁၀၀ကျော်ရှိနေပြီဖြစ်တဲ့ဒီကျောင်းတော်ကြီးကိုထိုင်းနိုင်ငံရှီဟောင်းစည်ရင်ဝင်နေရအဖြစ် ထိုင်းဗုဒ္ဓတက္ကရာ2524ခရစ်နှစ်1981ခုနှစ်မှာစည်ရင်သွင်းခဲ့ပါတယ်။ရှီဟောင်းမြန်မာမူလလက်ရာတွေအပြည့်သမိုင်းတွေပြည့်နေတဲ့ မြမလက်ရာចောင်းတော်ကြီးဝတ်စီကျုံចောင်းကိုချင်းမိုင်ဘက်ကိုအလဲသွားတဲ့အခါမျိုးမှာလမ်းပန်မြုပ်ကိုဆက်သွားရင်တစ်ခေါက်လောက်သွားရောက်လေးလာကြည့်ဖို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ